ကမ္ဘာအချင်းဆုံးမြို့တရုတ်နိုင်ငံယူနန်ပြည်နယ်ကကြီးမားလာတဲ့တောင်တန်းတွေကြားမှာပေါ်ပေါင်းနေတဲ့မြို့လေးတစ်မြို့ရှိတယ်။ဒါကတော့ကမ္ဘာအချင်းဆုံးမြို့လို့တောင်တင်စားရလောက်အောင်ထူးခြားတဲ့ရင်းကြီးမြို့ပဲ။ရင်းကြီးမြို့လေးမှာလူဦးရေ453တုံညတုံညတုံညလောက်နေထိုင်ကြတယ်။ဒီမြို့ကိုထူးခြားစေတဲ့အရာကတော့သူ့ရဲ့ပထဝီနေထားပါနန်းဆက်မြစ်တက်လျှောက်ရှည်လျားစွာတည်ရှိပြီးမြို့ရဲ့အကျယ်ဆုံးနေရာကမီတာ300လောက်ပဲရှိတယ်။ နေရချင်းလို့ဘလို့နေမလဲဆိုတော့ရင်းချင်းကလူတွေကတိုင်လုံးတွေပေါ်မှာအိမ်တွေစောက်ထားကြတယ်ဒီလိုစောက်လုံးမှုကနေရကိုအများဆုံးအတုံးချယုံတာမကတဘာဝနဲ့လူသားတွေရဲ့ဖန်တီးမှုတွေကိုလှပစွာပေါင်းဆက်ပေးထားတယ်အခုဆိုရင်ရင်းချင်းကကဘာတဝမ်းကခီးသွွားတွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုဖြစ်လာပြီး သူ့ရဲ့ထူးခြားတဲ့ဒီနေရာတရားတွေတဘာဝအလှတရားတွေကဒီမျိုးလေးကိုဓာတ်ပုံသမားတွေအတွက်အိမ်မက်ဆန်တဲ့နေရာတစ်ခုဖြစ်စေတယ်။ယင်းကျင်ကလှပတဲ့မြင်ကွင်းတွေထက်ပိုပါတယ်။ဒီမျိုးရဲ့သမိုင်းကဟီမင်းဆက် BC နှစ်ရာနှစ်ဆက်တဲ့206အထိရှည်လျားတယ်ရာစုနှစ်တွေတလျှောက်ရင်ကျေးမှုအမွေနှစ်တွေကိုထိမ့်သိမ်းထားပြီးခစ်တဲ့နယ်လဲလိုက်ရောညီထွေစွာရှင်သန်နေတယ် ရင်ကျင်ကလူသားတွေရဲ့ကြံ့ခိုင်မှုနဲ့ဖန်တီးနိုင်စွမ်းကိုတည်တည်ပြနေတဲ့နေရာတစ်ခုပါ။တဘာဝနဲ့လူသားတွေရဲ့တီထွင်မှုတွေပြီးပြည့်စုံစွာပေါင်းစပ်နေတဲ့နေရာတစ်ခုပေါ့။လှပပြီးထူးခြားတဲ့နေရာတစ်ခုကိုရှာဖွေနေတယ်ဆိုရင်ရင်ကျင်ကတင့်ကိုစောင့်နေပါတယ်။ကမ္ဘာအချင်းဆုံးမျိုးလေးကို လာရောက်လဲပတ်ပြီးတမိုင်းနဲ့အလှတရားတွေကိုခန်းစားလိုက်ပါ။